ဒါဆိုရင်တော့ capital revenue expenditure ရဲ့ exercise ကလေးပါ။အဲဆိုရင်ပထမဆုံးနံပါတ်1ပုံစံပေါ့။ဒါဆိုဒီမှာသူကလုပ်ငန်းရဲ့စရင်တွေကိုစာကြောင်းလေးတွေပေးထားပါတယ်။ဒီစာကြောင်းလေးတွေကိုဖတ်ပြီးတော့မှဒီစရင်တွေကအဲ capital expenditure စရင်ဖြစ်မလား revenue expenditure စရင်တွေကိုထည့်ရမလားဆိုပြီးတော့အမတို့ခွဲကြည့်မှာဖြစ်ပါတယ်။ ်ဒါဆိုနံပါတ် A စကြည့်ရအောင် Pachi of an extra motor van ဆိုတော့မော်တော်ကားဝယ်တဲ့စာရင်ဖြစ်ပါတယ်မော်တော်ကားဝယ်တယ်ဆိုတော့ဒါ non current assets ဝယ်တာပဲဒါကြောင့်အမတို့ကဒါက capital expenditure ဖြစ်သွားမယ်ပေါ့နော်ဒါဆိုအမတို့က capital လို့ပဲရေးပြလိုက်ပါမယ်ဒါပြီးွားရင်နောက်တစ်ခုเนาะ cost of rebuilding warehouse well which has fallen down ဒါဆိုရင် warehouse ကိုဂိုဒေါင်ပြောတာဖြစ်ပါတယ်ဂိုဒေါင်ရဲ့နံရံ ြိုကျသွားလို့ပြန်ဆောက်တယ်ပေါ့နော်အဲဆိုအမောက်ရှိရပြောသလိုပဲ re ဆိုတဲ့စကားလုံးပါရင်အဲ့ဒါက revenue expenditure ဖြစ်ပါတယ်ဒါကအလွယ်မှတ်တဲ့နည်းဖြစ်ပါတယ်စာကြောင်းနဲ့သာပေးထားမယ်ဆိုရင်ပေါ့အဲဒီလိုမှမဟုတ်ဘူးအမားတို့တနည်းပြန်စဉ်းစားမယ်ကိုရောင်နဲ့ရန်ပြိုကျသွားတာပြန်ဆောက်လိုက်လို့ကိုရောင်ရဲ့တန်ဖိုးတိုးတက်သွားသလားပေါ့ကိုရောင်ရဲ့တန်ဖိုးမတိုးတက်ဘူးဒီတိုင်းပဲဆိုရင်တော့ဒီဟာကိုအမားတို့က revenue expenditure လို့ခေါ်ပေးရမှာဖြစ်ပါတယ်ဒါဆိုအမားတို့က revenue လို့ ရှိနိုင်မယ်။နံပါတ်၄ Beijing Extension to the Warehouse ကိုရောင်ကိုထပ်ပြီးတော့တိုးချဲ့တယ်နော်။ Extension ဆိုတဲ့စကားလုံးပါတယ်ဆိုရင်အမတို့ကဒါက Capital Expenditure ဖြစ်သွားပါမယ်။ထပ်တိုးချဲ့တယ်ဆိုတော့အရင်တုန်းကကိုရောင်တစ်ထပ်ကိုနှစ်ထပ်တင်တယ်လို့ပါလို့လည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်။ဒါဆိုရင်ဒီလိုလုံးလိုက်ခြင်းအဖြစ်အဲဘာဖြစ်လဲဒီကိုရောင်ရဲ့တန်ဖိုးကရခင်ထပ်ကို တံပိုးတိုးတက်သွားမယ်။တံပိုးတိုးတက်သွားမှဖြစ်တဲ့အတွက်ကြောင့်ဒီအတွက်ကုန်ကြတဲ့ကုန်ကြစည်းကိုမတော်က capital expenditure လို့ခေါ်ပြရမှာဖြစ်ပါတယ်။နောက်တစ်ခု payty extension to warehouse one is first paid ။ပထမဆုံးချိန်စေတုတ်တဲ့စေတုတ်ခဖြစ်ပါတယ်နော်။အဲဆိုပထမဆုံးချိန်အစားအုပ်တွေကိုစေတုတ်တဲ့စေတုတ်ခဆိုရင်တော့ဒါကအစားအုပ်ရဲ့ original cost အရင်းတံပိုးထဲမှာပါရမှာဖြစ်တယ်။ဒါကြောင့်သူက capital expenditure ဖြစ်သွားပါတယ်။ ်နောက်တစ်ခု repainting extension to warehouse 3 year later than that done in d ဒါဆိုတော့ re ဆိုတဲ့စကားလုံးပါတယ်ဆိုတော့ဒါကတော့ revenue expenditure ဖြစ်မှာပေါ့သူရဲ့အတိတ်ဘယ်ကတော့ခုနကတော့အာထတ်တိုးချဲထားတဲ့အဲကိုတောင်ကို၃နှစ်ကြာပြီးတော့မှဆေးပြန်တုပ်တာအဲဆိုအမတို့ဟာစဉ်းစားကြည့်ရင်အဆောက်အဦတွေကိုဆေးပြန်တုပ်တဲ့အခါမှာဆေးတုပ်ပြီးသွားရင်ဒီအဆောက်အဦရဲ့တန်ဖိုးကတိုးတက်သွားသလားပေါ့ မတိုးတက်ဘူးเนาะအိမ်တွေဘာတွေကိုမတို့ဈေးပြန်သုံးလိုက်လို့အိမ်တမိုးကမတိုးတက်ဘူးဒီတိုင်းကဒီတိုင်းပဲဖြစ်တယ်။ဒါကြောင့်မို့လို့ဒါကြောင့်မို့လို့မတို့ကဒီတော့ကုန်ကြတဲ့ကုန်ကြဈေးကိုမတို့က revenue expenditure လို့ခေါ်ပါတယ်။အဲနောက်တစ်ခုကကြတော့ carriage cost on brace for new warehouse extension เนาะ extension ဆိုတာပါနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မတို့ကအဲဒီမှာ new ဆိုတာလည်းပါနေတယ်เนาะ အဲဒီဆိုကိုရောအသက်ဆောက်တဲ့ချိန်မှာအာပေးရတဲ့ဥတည်ကားပေါ့ဥတည်ကားဆိုတော့အမားတို့ကအစာဦးတွေပါတွေဆောက်တဲ့ချိန်မှာဟာအုပ်ဖိုးတွေတဲဖိုးတွေအလုတ်သမားဖိုးတွေရေဖိုးတွေမီးဖိုးတွေစရှိတဲ့ဖြစ်ရှိမယ်လေ ဲ့ဒီအတွက်ကုန်ကြရတယ်ကုန်ကြစိတ်တွေမှာတော့ expand တပြလိုက်လို့မရပါဘူးဒီအဆောက်အဦတစ်ခုဆောက်တဲ့ချိန်မှာကုန်ကြနေတယ်ကုန်ကြစိတ်စရင်တွေအကုန်လုံးကတနည်းအားဖြင့်အဆောက်အဦရဲ့အရင်တန်ဖိုး original cost တွေဖြစ်သွားကြပါတယ်ဒါကြောင့်ဒီအတွက်ကုန်ကြရတယ်ကုန်ကြစိတ်စရင်တွေကိုအမားတို့က capital expenditure လို့ခေါ်ပေးရပါတယ် ကဲနောက်တစ်ခုကတော့ carriage cost on ပါချေပါအဓိပ္ပာယ်ကတော့ကုန်ဝယ်သေကားလို့ခေါ်ပါတယ်ကုန်ဝယ်သေကားဆိုတာကတော့အမတို့ကကုန်ပစ္စည်းကုန်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက non current asset နဲ့ပတ်သက်မှုမရှိဘူး current asset ဖြစ်နေတယ် non current asset နဲ့ပတ်သက်မှုရှိမှသာလျှင်အမတို့ကအဲ့ဒီစာရင်းကို capital expenditure revenue expenditure ဖြစ်မှဖြစ်ဆိုတာကိုဆက်ပြီးတော့ခွဲဖို့စဉ်းစားရတာဖြစ်ပါတယ်။တကယ်လို့သာ non current asset နဲ့ပတ်သက်မှုမရှိတဲ့အခြားကုန်ကြမ်းစည်းစင်းတွေအကုန်လုံးဆိုရင်တော့ revenue expenditure တွေဖြစ်သွားမယ်လို့ပြောရတာရှိတယ်။ဒါကြောင့်မို့လို့ revenue expenditure ဖြစ်ပါတယ်။နောက်တစ်ခု carriage cost on C เนาะကုန်ရောင်းနဲ့ပို့ခဖြစ်ပါတယ်ဒါဆိုရင် ကုန်ရောင်းပို့ခဆိုတာကလည်း non current asset နဲ့ပတ်သက်မှုမရှိဘူး ဒါကြောင့်သူကလည်း revenue expenditure ပဲဖြစ်ပါတယ်။နောက်တစ်ခု carriage cost of uh, sorry legal charge or collection debt ဆိုတာအကျွေးကောက်တဲ့အကျွေးတောင်းခကိုပြောချင်တာဖြစ်ပါတယ်။အကျွေးတောင်းတဲ့အကျွေးတောင်းခဆိုတာနန်းကားနဲ့ဆက်နက်ပတ်သက်မှုရှိရလားမရှိဘူး။ဒါကြောင့်မို့လို့သူလည်းပဲ revenue expenditure ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့ legal charge on acquiring new premises for office ဒါဆို new premises premises ဆိုတာအဆောက်အဦတွေကိုပြောတာဖြစ်ပါတယ် အဲ့တော့အဆောက်ကိုရုံးတော့ကိုအဆောက်ဝတ်တဲ့ကိုကိုသူကမလုပ်လာလဲဆို acquiring ဆိုဝယ်တာဖြစ်ပါတယ်အဆောက်ဝတ်တဲ့ဝယ်တဲ့အတွက်ကြောင့်မို့လို့စာချုပ်ချုပ်တဲ့ legal check ဆိုရှေ့နေခါကိုပြောတာဖြစ်ပါတယ်ဒါဆိုရင်အိမ်နေမြေနေချမ်းနေအမတို့ဝယ်တဲ့ဈေးမှာအာစာချုပ်တွေပါကြီးချုပ်ရတယ်ဒီတွက်ရှေ့နေတွေပါကြီးငှားရမယ်ရှေ့နေကားတွေပါကြီးကုန်ကြရတယ်ဆိုရင်အဲ့ဒီကုန်ကြစရိတ်တွေကဒီပစ္စည်းရဲ့ original cost ထဲမှာထည့်ပေါင်းပေးရတာဖြစ်ပါတယ်ဒါကြောင့်သူက capital expenditure ဖြစ်ပါတယ် နောက်တစ်ခု fire insurance premium ဆိုတော့မိရမခံချေမိရမခံချေဆိုတော့ဒါ revenue expenditure ပဲဖြစ်ပါတယ်ဒါလုပ်ငန်းရဲ့ရိုးရိုးအသုံးစရိတ်စရင်ပဲဖြစ်ပါတယ်နောက်တစ်ခု cost of recruiting new machine new machine ဆိုတော့စက်ပစ္စည်းအစ်စ် ဂရိခရတီယန်အဓိပ္ပာယ်ကဝယ်တာထူထောင်တာဆက်ပစ္စည်းအသေးဝယ်တယ်ဆိုတော့ဒါကနန်ကာရက်ဆက်ဝယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ capital expenditure ဖြစ်သွားပါတယ်။ဒါပြီးတော့ရင်နောက်တစ်ပုဒ် repair to mislizer ဒါဆိုတော့အမတို့ကဒီမှာ re ကိုတွေ့ရင်အဲ့ဒါဘာဖြစ်သွားမလဲ။အဲ revenue expenditure ဖြစ်သွားမယ်နော်။ဒါဆိုမရေးပြတော့ဘူးဒီတစ်ခေါက်တော့ဒီတိုင်းပဲပါးစပ်နဲ့ပြောလိုက်မယ်လိုက်ကြည့်လိုက်မယ်နော်။ new tire for van ဆိုတော့ကားကို tire တက်လဲတယ်ဒါဆိုစဉ်းစားကြည့်ရင်ကားကို tire တက်လဲလို့ကားရဲ့တန်ဖိုးတက်သွားမလားမတက်ဘူးမတက်တဲ့အတွက်ကြောင့်သူကတော့ revenue expenditure ဖြစ်သွားမယ်နောက်တစ်ခု additional shop counter counter ဆိုစပွဲလေးเนาะဒါဆိုတော့ sign အတွက်ကိုစပွဲတလုံးထထဲတယ်ဆိုတဲ့ဘောပေါ့။ဇပွဲတလုံးထထဲတယ်ဆိုတဲ့ဘောကဇပွဲအစ်ဝယ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ်။ဒါဆိုရင် furniture ဝယ်တယ်ဆိုတော့ non-current asset ဝယ်တာဖြစ်လို့ဒါကို capital expenditure လို့ခေါ်ပါတယ်။ နောက်တစ်ခု renewing sign writing on shop ဆိုတော့ shop ဆိုတာ sign sign လေဒါဆို sign ကိုစာချုပ်အသစ်ပြန်ချုပ်တယ်လို့ပြောတာဖြစ်ပါတယ်ဒါဆို re ကိုတွေ့ရင် revenue လို့မှတ်လို့ရတာဖြစ်တဲ့အတွက်ကြောင့် sign ကန်ကစာချုပ်ချုပ်တယ်ဆိုတော့တကယ်လို့ sign ကန်ငားရန်ခါကိုပြောချင်တာပဲငားရန်ခါဆို expand လေဒါကြောင့် revenue expenditure ဖြစ်ပါတယ်။နောက်တစ်ခု fitting partition in shop ဆိုတော့ဆိုင်ကိုသူကအခန်းလေးပါဖြွဲမယ်လို့ပြောတာဖြစ်ပါတယ်။အဲဒါဆိုအိမ်လေးပါအခန်းဖွဲတာနဲ့တူတယ်ပေါ့သဘောတရားထားကြည့်လိုက်ပေါ့နော်။ဒါဆိုရင်မတို့ကအိမ်ကိုကိုယ့်ရဲ့ဝယ်တော့ကအိမ်တစ်လုံးကဈေးချောင်လို့ဆိုပြီးတော့ကိုဝယ်လိုက်တယ်။အဲဟောတိုက်ကြီးပေါ့။ဒိန်900လောက်ပဲပေးရတယ်ဟောတိုက်ကြီးဝယ်လာရော ဝင်ပြီးသွားတဲ့အချိန်မှာကိုလက်ထဲရောက်မှာကိုမှရှိတဲ့ပတ်စံတွေနဲ့ကိုကအိမ်ကိုအခန်းဖွဲ့တာတွေနော်ဒါကြွေပြားကတ်တာတွေကြမ်းတွေပါလဲတာတွေအစ်စ်လောက်တာအစရှိတဲ့ပြေကိုစိတ်ကြိုက်ကိုပြန်ပြီးတော့ပြင်ဆင်မယ်ဆိုရင်အဲ့အတွက်ပတ်စံနေမကုန်ဘူးလား ပတ်စံကုန်ကြရတယ်เนาะအဲ့တော့ကုန်ကြရတဲ့ကုန်ကြစရိတ်တွေကအဲ့ဒီအိမ်ရဲ့ original cost တန်ဖိုးကိုပို့ပြီးတော့မတက်စီဘူးလားတက်စီရဲ့ဒါရီသားပြင်ဆင်ပြီးသွားရင်ဒီအိမ်ကိုအမတို့3900နဲ့ပြန်ရောက်မှဆိုရောင်းနိုင်ပါတော့မလားမရောင်းနိုင်တော့ဘူးလေပြင်ဆင်စရိတ်တွေရှိနေတာပြန်တော့ကြရင်တန်ဖိုးမတို့တက်သွားဘူးလားတို့တက်သွားတယ်ဒါကြအဲ့တော့ကုန်ကြရတဲ့ကုန်ကြစရိတ်တွေကိုအမတို့က capital expenditure လို့ခေါ်ပြရမှာဖြစ်ပါတယ်ဒါဆိုဒီတိုင်းမဲ့ဆိုင်ကိုလည်းသူကခန်းဖွဲ့တယ်ဆိုတော့အဲဒါလည်းပဲဆိုင်ရဲ့တန်ဖိုးတို့တက်စီတာဖြစ်လို့ capital expenditure feature ဖြစ်ပါတယ်။နောက်တစ်ခုကတော့ roof repair ခေါင်းမိုးပြင်တာပေါ့နော်ခေါင်းမိုးတော့တက်လဲတဲထားပါတော့။အဲလိုစဉ်းစားကြည့်ရင်အိမ်ကိုခေါင်းမိုးတက်လဲလို့အရင်တန်ဖိုးတက်သွားသလားမတက်ဘူးနော်။ဒါကြောင့်သူကတော့ revenue expenditure စရင်ဖြစ်ပါတယ်။နောက်တစ်ခု installation thief detection equipment equipment ဆိုတာ non current suspect of equipment ဖြစ်တယ်เนาะဒါဆိုရင် installation ဆိုတာတက်စင်တာ ါဆိုနန်ဂါရက်ဆက်အစ်စ်တစ်ခုတက်ဆင်တယ်ဆိုတဲ့သဘောဖြစ်သွားမယ်။ဒါဆိုရင် installation ပါတာဖြစ်တဲ့အတွက်ကြောင့်ဒါက capital expenditure ဖြစ်ပါတယ်။နောက်တစ်ခု widget offshore assistant ဆိုတော့ sign အကူရဲ့လောက်အားခ widget တွေဆိုတော့ expand လी expand ဖြစ်တဲ့အတွက်ကြောင့် revenue expenditure ဖြစ်ပါတယ်။ နောက်တစ်ခု carriage or return hour return hour ဆိုတာကုန်ဝင်သေကကုန်ပစ္စည်းဖြစ်တဲ့အတွက်ကြောင့်သူကနန်းကားရဲဆက်နဲ့ပတ်သက်မှုမရှိဘူးကားရဲဆက်ဖြစ်နေတယ်နန်းကားရဲဆက်နဲ့ပတ်သက်မှုမရှိတဲ့ကုန်ကြေးစိတ်တွေဆိုရင်အဲ့ဒါ revenue expenditure လို့ခေါ်ပေးရမှာဖြစ်ပါတယ် new cash register ဆိုတာကတော့လုပ်ငန်းမှတ်ပုံတင်နေအဲဆိုတဲ့သဘောပဲဖြစ်ပါတယ်ဒါကတော့ capital expenditure ထဲမှာထည့်ပြရပါမယ်နောက်တစ်ခု repair of offices ဆိုတော့ reo တွေ့ရင်ဒါက revenue expenditure ထဲထည့်လို့ရတယ်အဓိပ္ပာယ်ကတော့ယုံကိုလုံခြုံမှုအတွက်ပြင်ဆင်တာဖြစ်ပါတယ်เนาะအဲဆိုရင် revenue expenditure ဖြစ်ပါတယ်နောက်တစ်ခု installation extra toilet ဆိုတော့ installation ပါတာဖြစ်တဲ့အတွက်ကြောင့်သူကမှတို့ capital expenditure လို့ခေါ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီ chapter နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုခုပြောလို့ပြီးသွားပါပြီကျေးဇူးတင်ပါတယ်